ဒီနေ့ပြောပြမှာ2 ampere power supply မှာလက်ရှိကျွန်တော်တို့ဝယ်ထားတဲ့2 ampere power supply က sunshine ဆိုတဲ့မျိုးစားဖြစ်ပါတယ်ဒီ2 ampere power supply မှာကျွန်တော်ဒီခလုတ်ကလေးတစ်ခုပါတယ်အမှ 2a လို့ရေးထားတယ်ဒီဘက်အောက်က 1a ပါဒါဆိုဒီခလုတ်ကလေးကိုကျွန်တော်ဘယ်ညာရွှေ့လို့ရတယ်ညာဘက်ကိုရွှေ့ရင်1 ampere ပဲလုပ်လို့မယ်ဘယ်ဘက်ကိုရွှေ့ရင်2 ampere ပါဒီ2 ampere power supply ကျွန်တော်တို့ဒီဖုန်းတစ်လုံး power no မလို့စမ်းတဲ့အချိန်မျိုးတွေပါတယ်တော်တော်အသုံးဝင်ပါတယ နံပါတ်ဒီနားလေးမှာဆိုတော့ short protection ပါတယ် short protection ဆိုတဲ့အထိပ္ပာယ်ကဒီအပေါင်းနှုတ်နှစ်ခုပေါ့အဲ့ဒါလေးကိုကျွန်တော်ဘက်ထရီမှာပြောင်းပြန်တက်မိတာမျိုးဘာညာဆိုရင်သူက short ဆိုတဲ့ short ဖြစ်သွားတယ်အကြံသူကဒီမှာ ampere လက်တန်လေးတက်လိုက်ကြလိုက်ဖြစ်သွားမယ်ပြီးတော့အတန်မြည်လာပါတယ်ဒီ2 ampere supply မှာဒိုင်ခွက်3ခုပါတယ်ကျွန်တော်ဒီအပေါ်ကဒိုင်ခွက်2ခုက analog ဒိုင်ခွက်ပါဒီအောက်က digital ဒိုင်ခွက်ပါကနန်းတန်ဖိုးနဲ့ပေါ်ပြနိုင်တဲ့ဒီတန်ဖိုးတွေဒိုင်ခွက်ကိုကျွန်တော်တို့က digital ဒိုင်ခွက်လို့ခေါ်တယ်အပေါ်ဒီလိုမျိုးကျွန်တော်တို့ဒီ တန်ဖိုးလေးကွက်ကိုဒီ graph လေးပေါ်မှာဖတ်ရတဲ့ကောင်းမျိုးကြတော့ anna လို့လို့ခေါ်ပါတယ်ဒီပေါ်မှာဆိုကျွန်တော်လက်တန်လေးရွှေ့သွားတာပါမြင်ရတယ်ဒီမှာတော့ကဏ္ဍတန်ဖိုးပဲဖတ်လို့ရပါတယ်ဒီမှာမှကျွန်တော်တို့ဘယ်ဘက်ချမ်းက a လို့ရေးထားတာ mb ရပါညာဘက်ချမ်းက v လို့ရေးထားတာဒါဘိုးပါညာဘိုးကိုကြည့်ချင်းကျွန်တော်ဒီကိုကြည့်လို့ရတယ်ဘိုးကြည့်တဲ့နေရာနှစ်နေရာရှိတယ်ဒီအပေါ်မှာ anna လို့ဘိုးမြင်ရမယ်ဒီမှာ digital ဘိုးမြင်တကယ်တော့သူ့မှာထွက်နေတဲ့ဘိုးတန်ဖိုးကိုဒီအပေါ်အောက်ကိုပြထားတာပဲအဲ့ချိန်မှာကျွန်တော်တို့တစ်ခုထူးခြားတာကဘာလဲဆိုတော့ ဒီ supply မှာ fire and beyond နဲ့မတူတာ test point ဆိုတာလေးပါပါတယ်တော်တော်အသုံးဝင်တဲ့ဟာလေးပါကျွန်တော်ဗုတ်ပြားတွေပေါ်မှာ power နိုးပြီးတော့ဘိုးတွေတိုင်းမယ်ဒါလို့ကျွန်တော် power မနိုးဘဲနဲ့ battery အပေါင်းနှုတ်တက်ပြီးတော့ဒီအပေါင်းနှုတ်လေးကျွန်တော်ဗုတ်ပြားမှာတက်ပြီးတော့ဘိုးတွေတိုင်းတဲ့ချိန်အရင်အသုံးဝင်ပါတယ်အဲ့တော့ test point ကိုသုံးရင်ကျွန်တော်ဘာလုပ်ရမလဲဒီနားမှာဒီ steel လက်တန်လေးတစ်ချောင်းရှိတယ်အဲ့လက်တန်လေးကိုညာဘက်ရွှေ့လိုက်ပါညာဘက်ရွှေ့တဲ့ပုံလေးပြီးလာပါမယ်အဲ့လိုညာဘက်ရွှေ့လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုရင် test point သုံးလို့ရသွားတယ် test point မှာ ground ဒီအနှုတ်ရှိတယ်ဒီအနီရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ ground ဒီအနှုတ်ဆိုတာဒီ battery အနှုတ်နဲ့အတူတူပဲအဲ့အချိန်မှာ battery ဖုန်းတစ်လုံး power မလာဘူးဒါမှမဟုတ်လို့ရှိရင်လည်း power လာကောင်းမကောင်းကျွန်တော်တို့စမ်းကျင်တယ် power လာနေတဲ့အလုံးမှာကြတော့ဘိုးတွေတိုင်းကျင်တယ်ထားပါတော့ဒါဆိုရင်ဒီဖုန်းကို supply နဲ့ကျွန်တော်တို့ချိန်မယ်ဘယ်လိုချိန်ရမလဲဆိုရင်ဒီမှာ4.2ရအောင်ချိန်မယ်ဒီမှာ4.2ဆိုတာဒီမှာလည်း4.2ပါပဲအဲ့တော့ဘိုးချိန်တဲ့ခလုတ်ကဒီလောက်ပါဒီကောင်းပါဒီမှာ 2 ampere supply သည် ampere ချိန်လို့မရဘူးဒီ ampere ကိုချိန်စရာမလိုပါဘူးဘုံလေးကိုလှည့်တင်ပေးလိုက်ရုံပါပဲဒီဘုံလေးကိုညာဘက်လှည့်ရင်ဖြည်းဖြည်းနဲ့တန်ဖိုးများလာပါလိမ့်မယ်ဒါ2 ampere supply မှာဒီအောက်မှာရေးထားတာအောက်ပို့လို့ရေးထားပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဘိုးကိုလှည့်တင်လိုက်ဒီတန်ဖိုးတွေပြောင်းသွားမယ်အခုကျွန်တော်4.2ချိန်ထားတယ်အဲ့လိုပဲဒီဘော့ဗီတန်မိုးလေးလည်းသွားပါလိမ့်မယ်တန်မိုးပြောင်းသွားပါလိမ့်မယ်အဲ့တော့ဒီနှစ်ခုလုံးကတန်မိုးကအတူတူပြနေတာပါဒီမှာ4.2ဆိုဒီမှာလည်း4.2ပါအဲ့ချိန်မှာကျွန်တော်ဒီပုံလေးကိုကျွန်တော် ဟိုဘက်ကိုသွားလိုက်တယ်အဲ့တော့ဒါ test point ချိန်ထားတာပါဒီ clock ကလေးကကျွန်တော်ညာဘက်ကိုချိန်လိုက်ပြီအဲ့လို test point ချိန်လိုက်ရင်ဒီပေါ်ကဘိုးတန်ဘို4.2ကမပြောင်းဘူးဒါပေမဲ့ဒီ digital time ွယ်လေးမှာဘာမှမပြတော့ပါဒါကဘယ်လိုလုပ်ရမှာလဲဆိုရင်လက်ရှိဒီချိန်နေမှာဖုန်းပုတ်ပြားကိုဒီအနီအနက်နဲ့မှန်အောင်ချိန်ရမယ်အောက်ပေါ်မှာအပေါင်းလို့တက်ထားတဲ့ဘက်မှာလက်တက်အနီတက်ထားတယ်အနှုတ်လို့ပြထားတဲ့ဘက်မှာလက်တက်အနက်တက်ပါတယ်ပြီးတော့ဒီအနီအနက်ကိုကျွန်တော်တို့ကဘက်ထရီအပေါင်းနှုတ်အတိုင်း circuit ပုတ်ပြားပေါ်မှာမှန်အောင်တက်ရပါတယ် ဒီအနီးအားကျွန်တော်တို့ဗတ်ထီပေါင်းငုတ်ကိုတက်ရမယ်ဒီကလစ်အနက်ကလေးကတော့ဗတ်ထီအနှုတ်ငုတ်ဒါမှမဟုတ်လို့ရှင်လည်းဗုတ်ပြားတီးတန့်ဖြုတ်ထားတဲ့အချိန်မှာ USC ခေါင်းလေးတော့ညှက်ထားရင်ပိုးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ဒီ supply မှာလည်း4.2ချိန်ထားတယ်ဒီအပေါင်းနှုတ်ကိုလည်းဗုတ်ပြားအမှန်ကိုညှက်လိုက်ပါတယ်ဒီ test point လေးကိုကြတော့ညာဘက်လှည့်ထားတယ်ပြီးရင်ဒီလက်တက်အနီးလေးနဲ့ကျွန်တိုင်းကျင်တဲ့ပစ္စည်းလေးလိုက်ထိုးလိုက်ရပါတယ်ဒီအနီးဒီလက်တက်အနက်ကိုဘာလို့တက်ထားစီရမလို့ဘူးလဲဆိုတော့စဉ်းစားဖို့လိုပါတယ်တကယ်တော့ဒီလက်တက်အနက်ကပုံမှန်ဆိုတက်ထားပေးရတယ် ဒါပေမဲ့ဒီအနက်ဆိုတာဒီဘက်အနက်နဲ့အတူတူပဲပုံပြပေါ်မှာကျွန်တော်ဒီလက်တံအနက်ကိုချိတ်ထားပြီးသားဖြစ်တဲ့အတွက်ဒီလက်တံမှာအနီလေးတစ်ချောင်းပဲသုံးဖို့လိုတယ်။သုံးတဲ့ဒီလက်တံလေး prop တံလို့ခေါ်တယ်မီတာ prop တံလေးရဲ့ထိပ်ကလေးချွန်းနေဖို့လိုပါတယ်။ဒီလိုအချွန်လေးတွေကိုတည်တံဝယ်လို့ရပါတယ်။ကျွန်တော်တို့ spare part ရောင်းတဲ့ဆိုင်တွေမှာဒီအချွန်ကိုတည်တံပြီးဝယ်လို့ရပါတယ်။ဝယ်လိုက်နှစ်ချောင်းပါတယ်ကျွန်တော်ဒီလက်တံမှာအနီနဲ့တက်မယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ကြိုက်တဲ့လက်တံတစ်ခုတက်လို့ရပါတယ်။အရောင်ကအရေးမကြီးပါဘူး။ အရေးကြီးတာဒီလက်တံလေးနဲ့ကျွန်တော်တို့ထိတ်လေးခြုံနေရမယ်ကျွန်တော်တို့ကြိုက်တဲ့ကွန်ပိုးနဲ့တိုင်းညင်တဲ့ကွန်ပိုးနဲ့နေလိုက်တိုင်းလို့ရှိရင်ရပါတယ်ဒီကောင်ကို 2amp ပဲထားတာကိုသဘောကျပါတယ်ဒီဘက် 1amp ပဲသုံးညင်ညာဘက်ကိုထားပါဒါ on off ခလုတ်ပါဒါလောက်ဆိုအဆင်ပြေမယ်ထင်တယ်နောက်တစ်ခုကဒီနေရာလေးပါဒီမှာအခုလက်တံဒါလေးဒီဟာလေးကတထုံတထုံတက်နေတယ်ဒါလေးကို RF လို့ရေးထားတယ် RF ဆိုတာ radio frequency radio line နေပါဒီ Huawei ဖုန်းတွေမှာကျွန်တော်တို့ဖုန်း ဒီကတ်ပြီးတော့ဖုန်းခေါ်လိုက်ပြီးတော့ဒီ supplier ကိုကတ်လိုက်လို့ရှိရင်ဒီလက်ထံတုံးလေးတက်သွားပါတယ်ဒါတော်တော်များများဖုန်းတွေမှာအဲ့လိုပဲတက်တယ် Samsung တွေမှာတက်တာနည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖုန်းလှိုင်းနေရလူတွေရဲ့ဒီအုံနှောက်ဒီဟာတွေကိုအနှောက်ယှက်ပေးတယ်လူဒီအုံနှောက်တို့ကျန်တဲ့အလုံးလုံးပုံတွေတော်တော်များများမှာအနှောက်ယှက်ဖြစ်တယ်အဲ့တော့ဒီချိန်မှဒီဖုန်းလိုင်းတွေရဲ့ဒီနှောက်ယှက်တံကိုခံနိုင်ရရှိအောင်ဒီ branded ဖုန်းတွေကလည်းနည်းနည်းစူးစမ်းကြပါတယ် ကာဘာဖြောင်းစူးစမ်းရတဲ့ real line နေတိတ်မတွေ့ရဘူးတိုးတော့ Huawei တွေဒီလိုမျိုးပုံမှန်ဈေးပေါ်တဲ့ဖုန်းတွေမှာဆိုရင်ဒီ supplier ကပ်ပြီးခေါ်လိုက်ဒီလက်တန်ကြီးအများကြီးတက်သွားတာတွေ့ပါလိမ့်မယ်ဒါကကျွန်တော်တို့ဘယ်မှာသွားတောင်းလို့ရလဲဆိုရင် network ပိုင်းတွေမှာ line မီမီ line ထွက်မထွက်ကျွန်တော်တို့ဆန်းတဲ့အချိန်ကျရင်တော်တော်အသုံးဝင်ပါတယ်ဒီနေရာလေးကဒါလေးကကျွန်တော်တို့ဘာမှချိန်စရာမလိုဘူးဘာမှလုပ်စရာမလိုဘူး supply လေးကို power on ထားလိုက်မယ်ပြီးတော့ဒီမှာဒီတုံးလေးတွေနေရာမှာကျွန်တော်တို့ကနားမှာကပ်ပြီးဖုန်းခေါ်တိုင်းအတုံးလေးတွေတက်လာတာ easy တွေ့မှာပါ ီမှာလက်ရှိ supply board ကို4.2ချိန်ထားတယ် test pack ကိုပြောင်းထားတဲ့အတွက် digital တိုင်ခွဲဘာမှပြမနေပါဘူးဒီချိန်မှာကျွန်တော်တို့ကဒီအပေါင်းနှုတ်ကိုပုံပြကျွန်တော်တို့တိုင်းမဲ့ပုံပြဆန်းသက်မဲ့ပုံပြမှာတွတ်တက်လိုက်တယ်ပြီးရင်ဘူးထွက်မထွက်ဒီလက်တက်အနီးလေးနဲ့လိုက်ထိုးကြည့်အောင်ပါပဲဒီကောက်မှာဘာအဖက်မှမရှိပါဘူးကျွန်တော်တို့ဒီ component လေးတွေကိုတစ်လုံးချင်းထိအောင်ထိုးရပါတယ်ကွန်ပိုးနဲ့နှစ်ခုသွားပူတာမျိုးဆိုရင် short ဖြစ်သွားနိုင်တယ်တလုံးချင်းကိုအတိအကျထိုးပေးရပါတယ် အဲ့တော့ဒီ digital လက်တံဒီကျွန်တော်တို့ဒီ text point အနီမှာထုတ်ထားတဲ့ဒီ prop တန်နေတဲ့ time တဲ့ပစ္စည်းလေးပို့ဟာဒီနေရာမှာလာပြပါလိမ့်မယ်တကယ်လို့ဒီမီတာကိုကျွန်တော်ဝယ်တော့မယ်ပေါ့ sorry ဒီ2 ampere supply ဝယ်တော့မယ်ဆိုရင်ဒီ boost scale ကိုချိန်ကြည့်ကြည့်ပါပြီးတော့လို့ရှိရင်ကျွန်တော်ဘာလုပ်ကြည့်လို့ရလဲဆိုတော့ power ဖွင့်မယ် boost scale ချိန်မယ်ဒီ output လက်တံတစ်ခုတက်မယ်ဒီလက်တံအနီလေးကျွန်တော်ဒီမှာရှိတယ်ဒီနားမှာကျွန်တော်တို့လက်တံတစ်ခုတက်ပါမီတာတန်းတောင်းပြီးတော့သူတို့စီက prop တန်းလေးကိုတက်လိုက်ပါ ပြီးတော့လို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့က test bag ကိုချိန်ထားပါဒီပုံစံတိုင်းလောက်ထားရမယ်ပြီးရင်ဒီလက်တက်အနီလေးနဲ့ဒီအနီကိုတို့ကြည့်လိုက်ပါဒီ prop tan လေးနဲ့ဒီအနီဒီနီကဘယ်လောက်ထွက်နေရမလဲ output ဖြစ်တဲ့အတွက်ဘိုးထွက်နေရမလဲကျွန်တော်တို့ချိန်ထားတာ4.2အဲ့ဆို4.2ပြတလားဒီ layer လေးကိုလှန်တို့ကြည့်လိုက်ပါ4.2ပြနေပါလိမ့်မယ်ပုံအဲ့ဒါဆိုလို့ရှိရင်ဒီ test လက်တံကောင်းတယ်လို့ယူဆလို့ရပါတယ်ဒီဟာလေးနဲ့ပတ်သက်တဲ့အသုံးပြုတဲ့ video file ဒါနောက်ထပ်ကျွန်တော်တည်တံ့ပြပါမယ် တိတဲ့ဗီဒီယိုဗီဒီယိုဖိုင်အနေနဲ့တခုလဲ 2MPR supply ကိုပြမှာမှုတ်ဖက်နဲ့ဖုန်းပြင်တဲ့အချိန်မှာတခါလဲထည့်ပြီးသုံးပြသွားမှာပါကျွန်တော်ဘယ်လိုလုပ်တယ်ဆိုတာကိုမသိမှဆိုလို့လက်ရှိဒီဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်